ြည်တွင်းမိုးလွယ်သားအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံတွေအကောင်နေပါတယ်။ဒီကနေ့မိုးတက်ချိန်ထိခံမှန်းချက်အနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ တန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရန်အနှံ့ပြမိုးထေချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်ရွာရန်ရွာနှုံးပြေဖြစ်ပါတယ် မိုးတိမ်တောင်ဖြစ်ပေါ်မှုခြေနေကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အထက်ပိုင်း၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ရန်အကြံပြုထားပါ ါတယ်မြန်မာပင်လယ်ပြင်အခြေအနေကတော့မြန်မာကမ်းရိုးတန်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြန်မာကမ်းရိုးတန်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ13ပေခန့်ရှိနိုင်ပါတယ်။ ။နောက်နေ့အတွက်ခံမှန်းချက်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မိုးတဲ့ချိန်ထိခမ်းမချက်အနီးနဲ့ကတော့မိုးတစ်ချိန်နှစ်ချိန်ထိချုံရွာပါမယ်ရွာရန်ရာနှုတ်ပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မိုးတဲ့ချိန်ထိခမ်းမချက်အနီးနဲ့ကတော့မိုးအထင်အသင့်ထိချုံရွာပါမယ်ရွာရန်ရာနှုတ်ပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မိုးတဲ့ချိန်ထိခမ်းမချက်အနီးနဲ့ကတော့မိုးတစ်ချိန်နှစ်ချိန်ထိချုံရွာပါမယ်ရွာရန်ရာနှုတ်ပြည့်ဖြစ်ပါတယ်ရှင်။